လက်ရှိ Vivo ကနေပြီးတော့နောက်ဆုံးထွက်ထားတာက Vivo V25 ပေါ့နော်ကျွန်တော်တို့ first impression ဒီဖုန်းကြောင့်ကိုတင်ပြီးပြီချွာနေလူတိုင်းက full review ဘယ်တော့တင်ပါလဲလို့လာပြီးမေးနေတဲ့အတွက်ကြောင့်မလို့ဒီနေ့ပဲ review လေးလုပ်ဖို့အဆုံးဖြစ်လိုက်ပါတယ်ကျွန်တော်တို့မျှော်မှန်းထားတဲ့ specification တွေတကယ်ကိုလက်တွေ့စမ်းသပ်တဲ့အခါမှာကောင်းလားမကောင်းလားအဆုံးကြီးကျရင်တော့သိရမယ်ထင်ပါတယ်အဆုံးကြီးကျရအောင်ပထမအဦးဆုံးကတော့ကင်မရာပိုင်းကျွန်တော် ဖုန်းကို selfie ဆွဲဖို့အတွက်ဦးစားပေးဝယ်ခြင်းနဲ့ဆိုရင်တော့ဒီ Vivo V25 ဖုန်းเนี่ยအပြည့်ပဲလို့ပြောလို့ရတယ်။လက်ရှိဒီ50 megapixel ice auto focus ရဲ့ color ရဲ့ detail ပိုင်းရဲ့ပေါ့နော်ဒီ camera လေးတစ်လုံးနဲ့ကနေတော်တော်လေးကိုအသေးစိတ်ကြကြလုပ်ပေးထားတာ။တကူတော့ရှိတာပေါ့နော် Vivo ဆိုရဲထုံစံရသူတို့ကပူပြီးတော့မိုက်အောင်ပူပြီးတော့လှအောင်လို့ beauty effect ထည့်တဲ့အတွက်ကြောင့်မလို့ကျော်ရီအနေနဲ့ beauty effect ပါတာကိုတိတ်ပြီးတော့သဘောမကျဘူးဆိုရင် natural look အတိုင်းပဲလိုချင်တယ်ဆိုရင် IPD effect ကို short ပို့လို့လေးမယ်။သူ့ရဲ့ဒီ billing filter နဲ့ effect တွေကတခြားတပ်ပတ်ဒီ app တွေမလိုလောက်အောင်ကိုစုံလုံးနိုင်လို့ပြောလို့ရတယ်။ညာဘက်အခြေအနေမှာလည်းအားကိုးရတဲ့ selfie camera ပဲ။ red camera တွေကလည်းကျွန်တော်တို့ရိုက်လေလေပေးရတဲ့ဈေးနဲ့တန်နေဆိုရက်ခံစားချက်ကရလေလေပေါ့နော်။ macro ကလွဲလို့ပါ။64 megapixel main lens ကလည်းတော်တော်လေး detail ပဲအားရဖို့ကောင်းတယ်အလင်းတော့နည်းနည်းလေးထပ်ပြီးတော့လိုလိမ့်မယ်ဝိုင်းငယ် lens ကတော့ဒီ main lens လောက် အလင်းဝင်မှာတော့မဟုတ်ဘူးဒါပေမဲ့ကျွန်တော်တို့ဒီဇိုင်းနှုန်းနဲ့ဆိုရင်တော့ ACC ပဲလက်ခံလို့ရတယ်သူကင်မရာအဓိကကစားလို့ကောင်းနိုင်ပါသေးလားဒီမှာဆိုကျွန်တော်တို့ vlog mode တွေပါမယ် feature တွေ jewel view တွေတော်တော်လေးကိုစုံနေတာပေါ့ portrait ကလည်းဒီဇိုင်းထဲမှာမစိုးဘူးလို့ပြောလို့ရတယ်မျက်နှာကိုလင်းအောင်ရောချောအောင်ကိုလုပ်ပေးနိုင်တယ်အဲ့ estimation တော့နည်းနည်းလေးစကားပြောပါလိမ့်မယ်ပြီးတော့ OS ပါလာတဲ့အတွက်ကြောင့်မလို့ 4K 30 frame per second အထိကိုတော့မှာငြိမ်တဲ့ video quality တခုပေးနိုင်တယ် ကျွန်တော်ကအဲ့လောက်ငိန်တာကိုမှသဘောမကျဘူးဆိုရင်သူ့မှာ ultra stream mode တစ်ခုထပ်ပြီးတော့ပါသေးတယ်။အရင်ထက်ကိုပိုပြီးငိန်သွားမှာ။ဒါပေမဲ့အဲ့ကောင်က 1080p ကိုမှမှာ60 frame per second ပဲရလိမ့်မယ်။ကျွန်တော်ဘယ်လောက်ထိသူ့ရဲ့ camera quality ရကောင်းလဲ။ပုံနဲ့ video လေးတစ်ချက်လောက်ကြည့်ကြတာပေါ့။ ံးတည်ပြီးသားဖြစ်တဲ့အတိုင်းပဲပေါ့နော်ဒီအပြာရောင်လေးဆိုရင် 2color ပြောင်းပေးနိုင်တယ်နောက်ပိုင်းမှာ bay phone camera ကမှဒီလိုမျိုးအပြာရောင်ကိုမှမှလိုချင်တဲ့ဒီဇိုင်းမျိုးထုတ်တာမျိုးမတွေ့ရတော့တော်တော်ကြီးကိုရှားသွားပြီ vivo တစ်ခုပဲလုံနိုင်တာပေါ့နော်အမဲရောင်ကတော့ classic sense နေဘယ်လိုပြောမလဲအမဲရောင် fashion တွေကိုမှကြိုက်တဲ့တွေအတွက်တော်တော်လေးတင့်တော်မဲ့ဖုန်းမျိုးပဲလက်ရှိကျွန်တော်ရဲ့စံချိန်စံညွှန်းတွေကတစ်ချက်လို့ပြောလို့ရတဲ့ဖုန်းတစ်လုံးက 100g မကျော်ရဘူးဆိုတဲ့အချက်နဲ့လည်းကြိုက်တယ် ပြီးတော့ဒီကောင်းရဲ့ big quality key တွေ Volo Rocker Power Button အရှိရောအနောက် glass ဖြစ်တာက big quality အတွက်ကိုတော်တော်လေးအားကိုးရတဲ့ဖုန်းတစ်လုံးပေါ့ပြီးတော့ဒီသူ့ရဲ့ display က AMOLED ရဲ့ 90Hz ရဲ့ပေါင်းထားတာဒါကတော့ standard combo တစ်ခုလို့တော့မှပြောလို့ရနေပြီဒါပေမဲ့သူ့ရဲ့ AMOLED ကကြည့်ရတော့အရင်ကြီး over saturated မဖြစ်ဘူး black tone နဲ့မမြဘူးကြည့်ရတာမိုက်တယ် color tone နဲ့ video ကြည့်မယ်ဆိုရင်သူ display အားတာတဲ့ချက်ကိုပို့ပြီးတော့ jewelry သတိထားမိကြလိမ့်မယ် တကယ်ဒီဈေးနှုန်းရင်းတူတဲ့ချွတ်ချွတ်သောဖုန်းတွေထပ်တော့မှသူ့ display ကပို့ပြီးတော့မှအားသာတယ်။ဒီကတော့အားလုံးသိကြတဲ့အတိုင်းပဲ battery fairing speaker တစ်ပတ်ပဲပါလာမယ်။ Aeron listening နဲ့အတွဲ့ရဲ့ speaker တန်ကိုကြည်အောင်လှုပ်ထားနိုင်တာရယ်ပြီးတော့ quality control အတန်ကြည်အောင်လှုပ်နိုင်တာရယ်အဲ့ချက်တွေကတော့ချီးကျူးရလိမ့်မယ်။ကျွန်တော်တို့နားထောင်လို့ကောင်းတဲ့ speaker တစ်ခုဒါမဲ့2022ကိုရောက်လာတဲ့အချိန်မှာကျွန်တော်တို့က Juice speaker stereo sound system ပါလာရင်တော့ပို့ပြီးတော့ပြည့်စုံနိုင်မယ်။တခြားဖုန်းတွေလိုပဲပေါ့နော်65 mm နှစ်ချက်ပေါက်ထည့်မပြီးတော့ဘူး။ဒါပေမဲ့ဘူးထဲမှာကနှစ်ချက်ရယ်တန်ကယ်ရယ်တစ်ခါတည်းအပြည့်စုံထားတာပြီးတည်းရယ်။အဲ့လိုမျိုးအသေးသေးကစပြီးတော့ light GPU site ထားရတော့သဘောကျဖို့ကောင်းတယ်ပေါ့နော်။နောက်ပိုင်းကဖုန်းတော်တော်များများသူတို့ရဲ့ဘူးတွေထဲမှာနှစ်ချက်တွေအာသွင်းကြိုးတွေကမပါကြတော့ဘူး။ဒီလိုတွေမှာကျော်ရီ social media တုံးနေတက်ပုံရိုက်တယ်ပြီးတော့ email ပါညာစီကြည့်ရတဲ့လောက်ဒီဖုန်းရဲ့ battery က တစ်ရလုံး AC စခံတယ်လို့ပြောလို့ရတယ်ရုပ်ရှင်ကြည့်ဖို့ YouTube stream မှုအထွက်လည်းတုံးမယ်ဆိုရင်တုံးလို့ရတယ်အကယ်၍ကိုကဖုန်းအရန်ကြီးတုံးတဲ့ heavy user မဟုတ်ဘူးဆိုရင်ဒီဖုန်းတွေကတရက်ကျော်ခံတဲ့ battery ကိုကျော်ရင်မြင်ရလိမ့်မယ်ပေါ့နော်ပြီးတော့ချက်ချင်း44ဘက်ကလည်း zoom to 100%ပြည့်ဖို့ကိုတနားကြီးကြော်ကြော်လောက်တော့တွင်းရတယ်ဘယ်လိုပြောမလဲဒီချက်ချင်း speed က main range level ဖုန်းတွေမှာကျွန်တော်တို့ထင်တာအထက်မြန်နေရတော့အမှန်ပဲပေါ့ SOC က Dimensity 900ပေါ့နော် ကျွန်တော် marriage level ဖုန်းတွေမှာကဒီ900ဆိုတာအများကြီးမြင်ဖို့ပြီးသွားပြီ။ဒါပေမဲ့900ထက်ပိုတဲ့ chip သုံးပြီးနိုင်နေဆိုရင်တော့ future proof ပို့ပြီးတော့ဖြစ်လိမ့်မယ်။ RAM 12K support လုပ်ထားတဲ့အတွက်ကြောင့်မလို့ကျွန်တော်က application တွေပြင်ပြီးတော့ multi test လုပ်တာအတွက်ကတော့ပြောစရာတော့မလိုဘူးပေါ့နော်။အဓိကကျွန်တော်လက်ရှိမြန်မာနိုင်ငံမှာစော့နေကြ game တွေအကုန်လုံးကလည်းဒီဖုန်းပေါ်မှာ AAC run လို့ရတယ်။ပထမ နိုင်ဝယ်အတွင်းမှာလည်းပူတယ်ပါညာဆိုတာသိပြီးတော့မရှိဘူးအကယ်၍ကျွန်တော်တို့က game ကိုအကြီးကြီး sorry ဆိုရင်တော့လေ setting ကို short ပြီး short ထားရင်တော့ okay တယ် security ဘိုင်းကတော့ default မှာမဖြစ်မနေကိုကြီးကျူးရမယ်စရင်းနဲ့ပါတာပေါ့နော် face and lo and a display fingerprint နှစ်ခုလုံးပါလာတယ်နှစ်ခုလုံးကလည်းမြန်တယ်ပြိုဖုန်းနေဆိုရင်ဒီဈေးတို့မှာက and a display fingerprint ကိုဖြုတ် ပြီးတော့ badge အရ side mode တက်ကိုပြောင်းပေးလိုက်ကြတာဒါပေမဲ့အခု vivo ကအခုချိန်အထိကိုပေါ့နော် and a display fingerprint တုံးနေတော့မယ် consistency မိတယ်လို့ပြောလို့ရတယ်ပြောရရင်တော့ဒီ Vivo V25 က Google official ဝင်လာတဲ့ဖုန်းတွေထဲမှာ သူ့ဈေးရယ်ကင်မရာရယ် battery ရယ် display ရယ်ကတော်တော်လေးကိုပြောစရာမလိုအောင်ပြည့်စုံတယ်လို့ပြောလို့ရတယ် performance ပိုင်းတိုးတက်တာနဲ့ stereo speaker လေးပါလိုက်ရင်တော့ပုံပြီးတော့ perfect ဖြစ်မဲ့ဖုန်းတစ်လုံးပေါ့နော်ဆိုတော့ဒီ video ကြည့်နေကြရတဲ့သူတွေအနေနဲ့ရော Vivo V25 ကိုဘယ်လိုမြင်လဲအောက်က comment လေးမှာမန့်ခဲ့ပါလို့ပြောနေပဲကျွန်တော်က John ဖြစ်ပါတယ်အားလုံး host ပါ